မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 3ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update စကမ်းသိန်းတိုက်ပွဲသတင်းကြီးကတော့ KNU အမျိုးသားအစည်းအရုံး KNU တပ်မဟာတပ်နယ်မြေ ဘီလင်းမြို့နယ်မဲပလီစစ်တပ်စခန်းကို KNL ဦးဆောင်တဲ့တော်လိုက်တပ်များကတိုက်ပိုက်ခဲ့ရမှာစစ်တပ်ဘက်ကအယောက်၄၀ကျော်တေဆုံးပြီးဗိုလ်ကြီးတော်သားအပါအဝင်28ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ၁ရက်နေ့မနက်7:00နာရီအချိန်ဘီလင်းမြို့နယ်မဲပလီစစ်တပ်စခန်းကို KNL ပူးပေါင်းတပ်များကတိုက်ခိုက်တိုက်ပိုက်ခဲ့ခြင်းဖြစ်ပြီးတော့စခန်းသိမ်းတိုက်ပွဲအတွင်းမှာ120မမဟောက်ဝဇာလက်နက်ကြီးအပါအဝင်လက်နက်ခဲယမ်းများကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဘက်ကစစ်တုံးဘက်28ဦးကိုအရှင်ဖမ်းဆီးရရှိထားပြီးတော့အမျာ များအပြားတိတ်ဆုံးသွားတယ်လို့သိရပါတယ်အဲ့ဒီစခန်းကနေထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းလိုက်လံချေမှုန်းရှင်းလင်းလျက်ရှိတယ်လို့ PDF သတင်းရင်းမြစ်ကပြောပါတယ်ဇန်နဝါရီလ18ရက်နေ့မှာတိုက်ပွဲဆတဲ့မဲပလီစခန်းသိမ်းပြီးတဲ့အထိကိုအယောက်40လောက်တေသွားတယ်အခုအရှင်ဖမ်းမိတာကဗိုလ်ကြီးတော်ရာအပါအဝင်28ဦးဘျူဟာမှုနဲ့တယင်းမှုကတော့လွတ်နေတယ်လို့ ် PDF သတင်းရင်းမြစ်ကပြောဆိုထားပါတယ်ဘီလင်းမြို့နယ်မဲပလီစစ်တပ်စခန်းဟာဗျူဟာကျတဲ့စစ်တပ်စခန်းကြီးတစ်ခုဖြစ်ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်၁၀၀နီးပါးရှိတဲ့တပ်စခန်းကြီးတစ်ခုဖြစ်တယ်လို့သိရပါတယ် KNLA တပ်များကဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာအနီးကတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့တော်လိုင်းတပ်များဘက်ကလည်းရဲဘော်တချို့ကြာဆုံးခဲ့ရတယ်လို့သိရပါတယ် မဲပလီတပ်စခန်းကနေပြီးတော့တင်းစီရရှိထားတဲ့လက်နက်ခဲယမ်းများကို KNL ဥဆောင်တဲ့တပ်များကတင်းစီရယူထားပြီးတော့120မမဟော်ဝေဇာလက်နက်ကြီးကတော့အကောင့်တိုင်းပြန်လဲရရှိထားတယ်လို့သိရပါတယ်ဖမ်းဆီးရရှိထားတဲ့စစ်တုံးမိုင်းများကိုလည်းကောင်းမွန်စွာထိန်းသိမ်းထားရှိပြီးဒဏ်ရာရရှိထားသူများကိုစေကူတမ်းမှုများပေးထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းကျိုးမြင့်ကောင်းမျိုးနဲ့ကံဦးရွာကိုအချမ်းမတ်စစ်တပ်ကဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးတဲ့အချိန်မှာပြူစောတိအင်းမင်းသူကိုလူငယ်တအူးကဓားနဲ့ခုတ်တပ်ပြီးတော့ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဖေဖော်ဝါရီလ2ရက်နေ့မွန်လွယ်3နိုင်ကမ်းမှာ ကျုံမင်ကောင်းမျိုးနဲ့ကံဦးရွာကိုအချမ်းမဆက်တက်နဲ့ပြူစောတီအင်အား30ခန်းကဝင်အောင်စီးနှင်းပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ပြူစောတီအိမ်မင်းသူကကြေးရွာအတွင်းမှာရှိတဲ့လူငယ်တအူးကိုနေအိမ်ထဲထိဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးတဲ့အချိန်မှာလူငယ်ကဓားနဲ့ပြန်လည်ခုခံတိုက်ခိုက်ခဲ့တဲ့အတွက်အိမ်မင်းသူပွဲချင်းပြီးတေဆုံးပြီးတော့ ခုကတိုက်ခိုက်တဲ့လူငယ်ကတော့ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါဗျ။ဂျိုးပင်ကောက်ကကံဦးရွာကိုစစ်ခွေးတွေနဲ့ပြူစောတိခွေးတွေကအင်အား30ကျော်နဲ့လူငယ်တွေကိုဝင်ရောက်ပြီးတော့ပေါ်တာဆွဲတာအဲ့လိုဝင်ဆွဲတဲ့အချိန်မှာကွင်းချောင်းရွာကပြူစောတိကြော်ကြီးရဲ့သားပြူစောတိအေးမင်းသူကလူငယ်တအူးကိုနေအိမ်ထဲထိဝင်ဆွဲတာကိုအဲ့ဒီလူငယ်ကဓာတ်နဲ့ပြန်ပြီးတော့ထိုးလို့အေးမင်းသူပွဲချင်းပြီးတေပြီးအဲ့ဒီလူငယ်ဟာလဲထွက်ပြေးလွတ်မြောက်သွားတယ် အခုအဲ့ဒီကောင်လေးကိုတော်လိုက်တက်ဖွဲ့တက်ဖွဲ့ကစောက်ရှောက်ထားတယ်လို့ကြားတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။မနေ့ကမနေ့ဆယ်နေကဝင်းကျင်အချိန်မှာဂျိုးပင်ကောင်းမျိုးနဲ့ကြောင်းကုန်းရွာနဲ့တပြေယုံရွာအနီးမှာလဲလူငယ်များကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးတော့လူငယ်၁၀ဦးကျော်ဖမ်းဆီးခံလိုက်ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမင်းမှုမြို့နယ်လက်ပံတော်ရဲစခန်းနဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိပြီးတော့ဘန်ကာအဆောက်အုံများလည်းထိခိုက်ပျက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ၁ရက်နေ့မနက်၄နာရီအချိန်ကမင်းမှုမြို့နယ်ရွှေဆက်တော်ဖျားအနီးမှာရှိတဲ့လက်ပံတော်ရွာလက်ပံတော်ရဲစခန်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များက drone နဲ့ဘုံးဒီအလုံးကြီး၂၀ကျော်ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံရဲစခန်းအတွင်ဗန်ကားများဂရုချင်းများအဆောက်အဦများပြန့်စည်းခဲ့ပြီးတော့စစ်ကောင်စီလက်အောက်ခံတပ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်တယ်လို့သိရပါဗျ။ဒေဆုံးထိခိုက်မှုကတော့စုံစမ်းနေတုန်းမှာပဲရဲစခန်းမှာတပ်ဆွဲထားတာကအင်အား20လောက်ပဲရှိပါတယ်။တိုက်ခိုက်တဲ့အချိန်မှာမကွေးသုံးမဟုတ်မင်းဘူးဘက်ကနေပြီးတော့စက်တက်လေထီးတွေနဲ့လာပစ်တာရှိပါတယ်လို့မင်းဘူးခရိုင်အမှတ်6တရင်ကတာဝန်ရှိသူတို့ကပြောပြထားပါဗျ။အဲ့ဒီရဲစခန်းဟာအနီးနားမှာရှိတဲ့ကြေးရွာများကလူငယ်များကိုစစ်မှုထမ်းရန်ဖိအားပေးချိန်ချောက်ခြင်းအပြစ်မဲ့ပြည်သူများကိုနီလန်းမျိုးစုံ၃ကား အကြက်ကင်ဖိနှိပ်နေခြင်းနဲ့စစ်ပေးရှောင်ပြည်သူများအပေါ်နိုင်တဲ့စီးနှင်းပြုတ်လုံနေခြင်းများကြောင့်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းအသိပေးထားပါတယ်။ဒါအပြင်ဖေဖော်ဝါရီလ၁ရက်နေ့မှာပွင့်ဖြူမြို့နယ်မဒဲကုန်းကျေးရွာအနီးမှာမဲဆလီစခန်းကိုစစ်ကူပေးရန်လာတဲ့အကြက်မစစ်တပ်စစ်ကြောင်းကိုပူးပေါင်းတပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ရာအကြက်မစစ်သားများထိခိုက်ဒေဆုံးမှုများပြားပြီးတော့အထိနာခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်ခံရမှုကြောင့်အထိနာတော့တဲ့အကြက်မစစ်တပ်ကမဲဆလီကျေးရွာပတ်ဝန်းကျင်ကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်း လက်ပံတော်ကျေးရွာပတ်ဝန်းကျင်မှာရှိတဲ့ကျေးရွာများကိုလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခြင်းပါရာမော်တာနဲ့ဘုံသီးချတိုက်ခိုက်ခြင်းပတ်ဝန်းကျင်ရွာတွေမှာရှိတဲ့အများပြည်သူရဲ့နေအိမ်များကိုမိရှုခြင်းများကိုရုတ်မာစွာပြုလုပ်ခဲ့ကြတယ်လို့သိရပါဗါတယ်အဲ့ဒီအကြမ်းဖက်စစ်တပ်စခန်းနဲ့စစ်ကြောင်းကိုမင်းမှုခရံအမတ်၆တိုင်ရဲနဲ့အတူမဟာမိတ်များဖြစ်ကြတယ်မင်းမှုမျိုးနဲ့ပကဖစေတုဒ္ဒရာမျိုးနဲ့ပကဖပေါင်မျိုးနဲ့ပကဖမြန်မျိုးနဲ့ပကဖ Arctic Defense Force Yan Force နဲ့ ဂျိုကာပြောက်ကြားတဲ့ဖွဲ့တကပူပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ရွှေစက်တော်ဖျားအနီးတဝိုက်မှာလည်းတိုက်ပွဲများဆက်လက်ပြင်းထန်နိုင်တဲ့အတွက်ကြောင့်ဖျားရွာ၊ကိုင်းမကြီး၊ဥယျင်ရွာ၊လောက်ပလဲရွာ၊ဗဒောင်းရွာနဲ့တံမြာခိုင်းကြီးရွာကပြည်သူများအနေနဲ့စစ်ကောင်စီတပ်သားများရဲစခန်းများနဲ့ဝေးရွာကနေအ ਨੇ စုံတံမိုင်ကအကွာကနေနေထိုင်ကြရန်ပြည်သူ့ကာကွယ်တပ်ဖွဲ့များကမြစ်တာရက်ခံထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာရှိတဲ့မယန်းကုန်းမြို့နယ်နဲ့ရွှေပြည်သာမြို့နယ်တို့မှာအကြမ်းဖက်စစ်တပ်နဲ့အုပ်ချုပ်ရေးမှူးများပူးပေါင်းပြီးတော့စစ်မှုထမ်းစည်းရင်းများကိုလိုက်ကောက်နေပြီးလူငယ်တချို့ကိုပေါ်တာဆွဲဖမ်းသည့်အခါပေါ်တာဆွဲထားတဲ့လူငယ်များကိုအုပ်ချုပ်ရေးမှူးရုံးများမှာထိမ့်သိမ်းနိုင်ရန်လှုံ့ဆော်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ2ရက်နေ့မှာမယန်းကုန်းမြို့နယ်၃ရက်ကွာမှာရှိတဲ့အောင်တပြေနှစ်လန်းအပါအဝင်လမ်းများအလုံးမှာအကြမ်းဖက်စစ်တပ်နဲ့အုပ်ချုပ်ရေးမှူးများကစစ်မှုထမ်းစည်းရင်းများကိုလိုက်လံကောက်ခံနေတဲ့အတွက်လူငယ်တချို့ဟာထွက်ပြေးတိမ်းရှောင်နေတယ်လို့သိရပါတယ်။အခုလို ိုးစီရင်ကောက်ခံနေရင်းနဲ့စိုက်ကားနေနေတဲ့ကိုဝက်ကြီးစိုးသူကိုစစ်မှုထမ်းရဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။ဒီကနေ့ဖေဖော်ဝါရီလ3ရက်နေ့မှာလဲအကြမ်းမဆက်တက်ကနှင်းစီလမ်းနဲ့ရွှေမြင့်စုလမ်းများမှာစစ်မှုထမ်းလူငယ်များရဲ့စီရင်များကိုထမ်းမှန်ကောက်ခံသွားမှာဖြစ်တယ်လို့သိရပါတယ်။မယန်းကုန်3ရက်ကွာမှာစစ်မှုထမ်းဖို့စီရင်တွေလိုက်ကောက်နေပါတယ်။အောင်တပြေနှစ်လမ်းနဲ့တခြားလမ်းတွေမှာလဲစီရင်တွေကောက်ပြီးတာနဲ့စိုက်ကားနေနေတဲ့ကိုဝက်ကြီးကိုစစ်မှုထမ်းဖို့တခါတည်းခေါ်သွားပါတယ်။ဒီနေ့မှာနှင်းစီလမ်းနဲ့ရွှေမြင့်စုလမ်းမှာစစ်မှုထမ်းစီရင်တွေထပ်ကောက်မယ်လို့ပြောထားတယ်။ရက်ကွက်ထဲကအိမ်နေတယ်မဟုတ်ဘဲနဲ့ အင်းစိန်က the league condo ပေါ်မှာလဲအစင်းစစ်တလုံးနဲ့စစ်မှုတန်းစီးရင်နေကောက်မယ်ဆိုတဲ့အတန်တွေကြားနေရပါတယ်ရက်ွက်တဲကအခြေခံလူတန်းစားတွေပဲမဟုတ်ဘူးဗျကွန်ဒိုနဲ့နေတဲ့အပေါ်ပိုင်းတွေကိုပါလိုက်စီနေတာလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်အလားတူပဲရွှေပြည်သာမြို့နယ်လော်ကားစမ်းချောင်းလေးရွာမှာဖေဖော်ဝါရီလ2ရက်နေ့က ထမ်းပင်ကန်လမ်းမှာနေထိုင်တဲ့အသက်20အရွယ်ကိုမျိုးမင်းဦးကိုရာအိမ်မူလှနိုင်ဦးဆောင်တဲ့စစ်ကောင်စီတပ်သားများကစိုင်းကယ်များနဲ့ရောက်ရှိလာပြီးတော့စစ်မှုထမ်းစည်ရင်မှာပါတယ်ဆိုပြီးနေအိမ်ထဲထိကိုဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။ရာအိမ်မူလှနိုင်ဟာလော်ကားစမ်းကြောင်းလေးရွာနဲ့အနီးနားမှာရှိတဲ့ကြေးရွာများကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့စစ်တပ်ထဲကိုထည့်ပေးနေသူဖြစ်ပြီးစစ်တပ်အတွက်စစ်သားတဲ့အဓိကရှာပေးနေသူဖြစ်တယ်လို့သိရပါဗျ။ ကိုမျိုးမင်းဦးကိုရိုင်မှုလှနိုင်ဦးဆောင်တဲ့စစ်ခွဲတွေကစိုင်ကယ်နဲ့ရောက်လာပြီးတော့နေအိမ်ထဲအထိကိုပေါ်တာဆွဲဖမ်းဆီးသွားပါတယ်လှနိုင်ကကြေးရွာထဲမှာရောအနီးနားကရွာတွေမှာပါလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပေးတဲ့နေရာမှာဦးဆောင်ပြီးတော့ပါဝင်နေတာပါစစ်တပ်ကလည်းလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဖို့သူပဲခိုင်းစေခဲ့တာသူကစမ်းကြောင်းလေးဓမိကာယုံဖုန်ကြီးเจ้าရဲ့ညာဘက်မြန်ဆောင်တို့လမ်းစုံလမ်းကွာမှာနေထိုင်ပါတယ် ူ့ရဲ့အိမ်ကဈေးဆိုင်ကိုရဆိုင်နဲ့ဘီလျက်ခုံတွဲဖွင့်ထားပါတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။ဒါအပြင်မရန်ကုန်မြို့နယ်တရက်ကွက်မှာလည်းအကြမ်းဖက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှုစိန်ဝင်းမြင့်နဲ့စစ်တပ်ကပေါ်တာဆွဲလာတဲ့လူငယ်များကိုထားရှိရန် ဈေးဘူရာအနီးမှာရှိတဲ့ရက်ကွက်ရုံးဟောင်းကိုရှင်းလင်းရေးတွေလှုပ်ဆောင်နေတယ်လို့ဒေသခံပြည်သူများကပြောပါတယ်အခုလိုမျိုးလှုပ်ဆောင်နေခြင်းဟာလမ်းသွားလမ်းလာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့အုတ်ချုပ်ရေးမှုရုံးမှာဖမ်းဆီးထိန်းသိမ်းထားရန်အတွက်ဖြစ်တယ်လို့သိရပါတယ်ဖေဗူလာ၁ရက်နေ့ညကစတင်ပြီးတော့လဲတန်းမှာအကြမ်းဆက်တကစစ်ကားနှစ်စီးစိုက်ကဲအစီး၂၀တို့နဲ့လမ်းသွားလမ်းလာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန်ကင်းပတ်နေမှုများလှုပ်ဆောင်နေတယ်လို့သိရပါတယ်မယန်းကုန်းတရက်ကအုတ်ချုပ်ရေးမှုစိတ်ဝင်းမြင်းက အရင်တစ်ရက်ကွက်ရုံဟောင်းအုတ်ချုပ်ရဲမှုညံလိုက်နေထိုင်ခဲ့တဲ့ဈေးဘူရာနားကအုတ်ကြီးရုံကိုရှင်းလင်းရေးတွေလုပ်နေပါတယ်သူတို့ပေါ်တာဆွဲလို့ရတဲ့လူငယ်တွေကိုထားဖို့ဆိုပြီးတော့စီစဉ်နေပါတယ်အရင်ကစိန်ဝင်းမြစ်ဖမ်းလာတဲ့လူငယ်တချို့ဟာထွက်ပြေးလွတ်မြောက်ခဲ့လို့ရုံဟောင်းထဲမှာပိတ်လောင်ထားဖို့လုပ်နေတာလို့သိရတယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်အုတ်ချုပ်ရဲမှုစိန်ဝင်းမြစ်ဟာလူမိုက်နန္ဒအောင်ဇေယာထွန်းတမိုင်းမြို့တဲ့လူမိုက်အမြီကန်ယာရင်မှုများနဲ့လည်း ရက်ကွက်နေပြည်သူများကိုမယန်းကုန်းတရက်ကွက်ပဋ္ဌာန်းဓမ္မယုံမှာအစည်းအဝေးခေါ်ပြီးတော့ရက်ကွက်အတွင်းမှာရှိတဲ့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခံရမှုမရှိစေရဆိုပြီးစစ်မှုထမ်းလာစဉ်ချင်းတအင်းကိုငွေကျပ်တသိန်းလိုက်လံကောက်ခံနေတယ်လို့သိရပါဗါးစိန်ဝင်းမြင့်တဲ့လူမိုက်တွေကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခံရမှုမရှိစေရဆိုပြီးစစ်မှုထမ်းချင်းတအင်းကိုငွေကျပ်တသိန်းလိုက်လံကောက်ခံနေပါတယ်ရက်ကွက်ထဲမှာကအင်ဂျီ3000ကျော်ရှိတယ် တလားကိုတင်းကိုထောင်ထဲချီပြီးတော့ကိုရမှာလို့ဒေသခံပြည်သူတို့ကတွက်ပြထားပါတယ်အလားတူပဲမန္တလေးမြို့နယ်ခုနှစ်ခုမှာဇန်နဝါရီလတလားလုံးစစ်မှုထမ်းရအတွက်စစ်တပ်ကလူငယ်238ဦးကိုဖမ်းဆီးသွားတယ်လို့မန္တလေးတပိတ်အင်အားစုကသတင်းထုတ်ပြန်ထားပါတယ်စစ်တပ်ကဇန်နဝါရီလ1ရက်နေ့ကနေ31ရက်နေ့အထိတလားတာအတွင်းမှာအောင်မြေသားဆန်မြို့နယ်ကလူငယ်32ဦးချိုင်းသားဆံမြို့နယ်က28ဦးမဟာအောင်မြင်မြို့နယ်က46ဦးချမ်းမြသားစီမြို့နယ်က30ဦးပြည်ကြီးတခုံမြို့နယ်က35ဦး ပသိမ်ကြီးမြို့နယ်က34ဦးအမရပူရမြို့နယ်က33ဦးစုစုပေါင်း238ဦးထက်မနည်းမတရားဖမ်းဆီးခံခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်ပနိုင်ငံများကိုတွားရောက်ပြီးတော့အလုတ်လုတ်ခွင့်နဲ့ပညာသင်ကြားခွင့်ရရှိရေးအတွက်စစ်မှုထမ်းရွှေဆိုင်ခွင့်ကိုရှောက်ထားရမှာမြို့နယ်နဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့များကငွေကြက်အ ਨੇ စုံ သိန်း90တောင်းယူနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလနှောင်းပိုင်းမှာမယန်းကုန်းမြို့နယ်နဲ့ဒဂုံမြို့တဲစိတ်ကမ်းမြို့နယ်တို့မှာစစ်မှုထမ်းရမယ့်လူငယ်များစည်ရင်းကိုကောက်ယူခဲ့တယ်လို့သိရပါဗျ။မယန်းကုန်းမြို့နယ်မှာဂျပန်နိုင်ငံကို PJ နဲ့တွားရောက်ပြီးတော့အလုပ်လုပ်ကြမယ်။အသက်29နှစ်အရွယ်အမျိုးသားလူငယ်တအုပ်နဲ့ဒဂုံမြို့တဲစိတ်ကမ်းမြို့နယ်မှာထိုင်းနိုင်ငံကိုတွားရောက်ပြီးတော့တက်ကတူတက်မယ်။အသက်21နှစ်အရွယ်အမျိုးသားလူငယ်တအုပ်တို့ကစစ်မှုထမ်းရွှေဆိုင်ခွင့်ကိုရှောက်ထားရန်စူးစမ်းခဲ့ရမှာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့က ငွေကျပ်သိန်းကိုဆယ်ချီပြီးတော့တောင်းယူနေတာကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရအောင်ပြောပြထားပါတယ်။စစ်မှုထမ်းရွှေဆိုင်ခွင့်ကိုရဖို့အတွက်အုတ်ထင်းသူမိဘနဲ့အတူမြို့နယ်မှာသွားပြီးတော့စုံစမ်းခဲ့ပါတယ်။ရက်ကွက်ထောက်ခံချက်စစ်မှုထမ်းခွင့်ကိုရွှေဆိုင်လိုတဲ့ကိုယ်တိုင်ရေးဝန်ခံချက်မိဘအုတ်ထင်းသူရဲ့ခံဝန်ချက်၎င်းစည်ရင်မှတ်ပုံတင်မိတူစစ်မှုထမ်းစည်ရင်မှတ်ပုံတင်အမှတ်အဲ့ဒါတွေနဲ့တင်ပြရမယ်လို့ပြောတယ်။အဲ့ဒါနဲ့ရက်ကွက်ရုံးမှာသွားပြီးတော့စည်ရင်မှာက350တောင်းထုတ်လိုက်ပါတယ်။မြို့နယ်ကို330ရက်ကွက်ကို330ပေးရမယ်။အဲ့ဒါမှရက်ကွက်ထောက်ခံချက်နဲ့လိုအပ်တဲ့စာရွက်စာတမ်းတွေကိုလုတ်ပေးလို့ရမယ်လို့ပြောတယ်။ ပေါ်ပေါ်တင်တင်ကြီးကိုတောင်းတာပါလို့မယန်းကုန်းမြို့နယ်ကအသက်29နှစ်အရွယ်လူငယ်ကသူ့ရဲ့ကိုရစ်ဖြစ်ပွားခဲ့တဲ့အကြောင်းကိုပြန်လည်ပြောပြထားပါတယ်။ဒဂုံမြို့တင်စိတ်ကမ်းမြို့နယ်အမှတ်60ရပ်ကွက်မှာထိုင်းနိုင်ငံကိုတွားရောက်ပြီးတော့ပညာသင်ကြားရန်ပြင်ဆင်နေတဲ့လူငယ်ကမြို့နယ်ထွေးအုပ်ရုံးကပွဲစားရဲ့ချိတ်ဆက်ပေးမှုနဲ့စစ်မှုထမ်းရွှေဆိုင်ခွင့်ရရှိရေးရှောက်ထားရန်စူးစမ်းရမှာ။ ငွေကျပ်360အပီးစီတောင်းနေတယ်လို့ပြောပါတယ်မြို့နယ်ထွေးအုပ်နဲ့အချိတ်ဆက်လှုပ်ထားတဲ့ပွဲစားကစစ်မှုတန်းရွှေဆိုင်ခွဲအပီးစီ360ကြမယ်ရှောက်လာတင်တာကအစအကုန်လုံးလှုပ်ပေးမယ်အเจ้าယာကိုလည်းသူတို့ဘာသာသူတို့တင့်တော်တယ်လို့တင်ပေးမယ်လို့ပြောတယ်လူတော်လိုက်เสียမလိုဘူးလိုအပ်တဲ့စာရွက်စာတမ်းပေးုံမယ်လို့ပြောတယ်အဓိကကတော့စေးကြအောင်လှုပ်ပေးပြီးတော့ယာယီစစ်မှုတန်းရွှေဆိုင်ခွဲရအောင်လှုပ်ပေးမယ်လို့ပြောတယ် ်ပိန်း60ကတော့တခါတည်းချက်ချင်းကိုပေးရမှာလို့အဲ့ဒီအခြေအနေကိုသိရှိထားသူကပြန်လည်ပြောပြထားပါတယ်လက်ရှိမှာစစ်တပ်ကအသက်16နှစ်ကနေအသက်35နှစ်အတွင်းအမျိုးသားများကိုပြည်ပအလုံးလက်ခွင့်ကိုယာယီရပ်ဆိုင်းထားပြီးတော့ PV နဲ့နိုင်ငံသားထွက်ခွာမှုများကိုလည်းအထူးတင်းကျပ်စွာစီစစ်နေတဲ့အတွက်လူငယ်များဟာပြည်ပထွက်ခွာခွင့်ရဖို့အတွက်အရန်ကိုခက်ခဲနေတယ်လို့သိရပါတယ်အကြမ်းမဲ့စစ်ကောင်စီကစစ်မှုထမ်းစင်ခေါ်ရေးဗဟိုအဖွဲ့ကစစ်မှုထမ်းကင်းလွတ်ခွင့်ရွှေဆိုင်ခွင့်နဲ့ရှော့ပေါခွင့်များကို ခွင့်ပြုချက်များထုတ်ပေးလျက်ရှိပြီးတော့အခုလိုမျိုးထုတ်ပေးရမှာမြို့နယ်နဲ့ရက်ကွက်ကအဓိကစီစဉ်ပြီးတော့ထောက်ခံရမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်စစ်မှုထမ်းရွှေဆိုင်ခွင့်ရှောက်ထားရမှာယာယီအဖြစ်စစ်မှုထမ်းနိုင်မဲ့ကျမ်းမာရေးအဆက်မမီကြောင်းတမတော်စေးစစ်ရေးဘုတ်အဖွဲ့ကထောက်ခံချက်ရရှိထားသူနိုင်ငံဝန်ထမ်းများပညာသင်ကြားနေသူများအခြားပြုစုစောင့်ရှောက်ရမယ့်သူမရှိတဲ့မိအိုဖအိုများကိုပြုစုလုပ်ကျွေးနေသူများမူရဲ့စေဝါဖြတ်ရန်စေကူတမှုခံယူနေရသူများထောက်နံကြခံနေရသူများအကျုံးဝင်တယ်လို့သိရပါတယ်ဒါအပြင် စင့်ခေါ်ရေးအမိန့်စာလက်ခံရရှိတဲ့နေ့ကနေတတ်မှတ်နေ့ရက်အတိုင်းသတင်းပို့ခြင်းမပြုဝသေးမီကာလအတွင်းမှာမိဘတအူးတော်၎င်းအိမ်အောင်တဲ့အမျိုးသားဖြစ်ပါကဇနီးတော်၎င်းရုတ်တရက်သေဆုံးသွားခြင်းမတော်တဆဖြစ်ရကြောင်းကိုလက်အင်ကအစိပ်ပိုင်းတစ်ခုခုအပြင်းထန်ဒဏ်ရာရရှိသူဖြစ်ခြင်းဥပဒေနဲ့အညီချုံနောင်ခံရသူတို့မဟုတ်တရားရုံးတစ်ခုခုမှာအမှုရင်ဆိုင်နေရသူဖြစ်ခြင်းနိုင်ငံတော်ရဲ့လိုအပ်ချက်အရာပညာရများကိုတင်ကြားနေရသူဖြစ်ခြင်း ်ပြည်သူစစ်မှုထမ်းတာဝန်ကနေပြီးတော့ယာယီရွှေဆိုင်ပေးရန်မဖြစ်မနေလိုအပ်သူဖြစ်နေခြင်းတို့ကြောင့်စစ်မှုထမ်းခွင့်ကိုရွှေဆိုင်ခွင့်ရှိတယ်လို့သိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ you